မင်္ဂလာမနက်ခင်းလေးပါခင်ဗျာနေ့စဉ်မနက်ဒေသနာဆင်ဆင်ကနေအားလုံးကိုယေရှုနာမအားဖြင့်တပံပြန်လဲကျူဆူနှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီကနေ့မနက်အားလုံးနဲ့အတူတူခံယူတည်ဆောက်မဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့ဖယားသခင်ကိုချီးမွမ်းတဲ့အခါမှာဗဇက်ကိုမပိတ်ထားပါနဲ့နှလုံးသားကိုဖွင့်ဟပါဗဇက်ကိုဖွင့်ဟိုင်မှာချီးမွမ်းပါလို့ခွန်အားပေးခြင်းနဲ့တနည်းအားဖြင့်ဖယားသခင်ကို အမြဲတမ်းနှလုံးသားတကားဖွင့်ဗဇက်ဖွင့်ပြီးတော့မှ အားရပါရချီးမွမ်းတတ်ပါစေလို့ခွန်အားပေးချင်တာခွန်အားပေးချင်တာအချီးပြုတ်ချင်တဲ့ကြမ်းအရင်ဖတ်မယ်နော်အေဖက်အိုအာရာစာခန်းကြီး9အငယ်16ကနေ20ဖြစ်ပါတယ်အေဖက်အိုအာရာစာခန်းကြီး9အငယ်16ကနေ20ဖြစ်ပါတယ်ကျွန်တော်ဖတ်ပြမယ်နော်စာလံတချင်းမစတော့ဓမ္မတချင်းအမျိုးမျိုးတို့ကိုအချင်းချင်းပြောဆိုဖတ်ရွတ်ရွတ်နူးညွန့်တော့စိတ်နှလုံးနဲ့သခင်ဖျားရှိတော်၌ ကျိုးအေး၍တိချင်းဆိုကြလောခတ်သိမ်းသောအရာတို့၌ဂျေစုတော်ဂျီလာပါဤဟုငါတို့သခင်ယေရှုခရစ်၏နာမတော်ကိုထောက်၍ခမည်းတော်ဖခင်သခင်ရှိကာလအစင်မပြတ်ဝန်ခံကြလောဝန်ခံကြလောညီကိုမောင်မတို့တမန်ကျင်းစာထဲမှာကျွန်တော်တို့ဘယ်လိုဖော်ပြထားလဲဖခင်သခင်ကိုချီးမွမ်းပါတဲ့ဖခင်ကိုချီးမွမ်းပါဘာလို့ဖခင်သခင်ကိုချီးမွမ်းရမှာလဲ သူဟာချီးမွမ်းခြင်းကိုခံထိုက်တဲ့ဘုရားသခင်မို့လို့ဖြစ်ပါတယ်။သူဟာကျွန်တော်တို့လူသားတွေကိုဖန်ဆင်းထားတဲ့ဘုရားသခင်မို့လို့ဖြစ်ပါတယ်။သူဟာကျွန်တော်တို့ကယ်တင်တဲ့ဘုရားသခင်မို့လို့ဖြစ်ပါတယ်။ဟာလေလုယာ။ဒါကြောင့်သူ့ကိုချီးမွမ်းဖို့လိုတယ်။တခြင်းဆိုဖို့လိုတယ်။ဘာလို့ဘုရားသခင်ကလူသားတွေကိုချီးမွမ်းခိုင်းတာလဲ။အဲ့ဒီလိုချီးမွမ်းခြင်းကိုဘုရားသခင်ကနှစ်သက်လို့နှစ်သက်လို့စဉ်းစားကြည့်ကျွန်တော်တို့မိသားစုဖခင်မိခင်လုပ်တဲ့သူတွေ။ ျွန်တော်ကလေးမွေးလာတယ်နော်သားလေးတယောက်မွေးတယ်တမီးလေးတယောက်မွေးတယ်ဆိုပါစို့ကလေးတွေမွေးလာတဲ့ခါမှာကလေးငငယ်လုံးကလေးငငယ်လေးရှိတဲ့ခါမှာတို့ကျွန်တော်တို့စကားပြောတာကျွန်တော်နစ်တက်လားမနစ်တက်ဘူးလားတအားနစ်တက်တယ်ဟာပြောလိုက်တာငါသားလေးစကားပြောတတ်ပြီဟာပြောလိုက်တာငါတမီးလေးစကားပြောတတ်လာပြီနောက်ထပ်နည်းနည်းအသက်ရွယ်ရလာတော့တနည်းနည်း3နည်း4နည်း5နည်းကြီးလာတော့မိခင်ဖခင်တွေကိုချီးမွမ်းတက်လာတယ်မေမေကဒီလိုဖေဖေကဒီလိုဆိုမှပြောတက်လာတော့မိခင်ဖခင်တွေပြောလာမပြောလား โอ้ပျော်လိုက်တာမှပျော်လိုက်တာမှဟုတ်တယ်เนาะမိခင်ဖခင်လှုပ်တဲ့သူတွေဟုတ်တယ်เนาะဖယားသခင်လည်းဒီတိုင်းပဲညီကိုမောင်တော်မတို့ဖယားသခင်လည်းကျွန်တော်တို့ချီးမွမ်းနေတာကိုအင်မတန်နှစ်သက်တဲ့ဖယားသခင်ဖြစ်တယ်ဒါကြောင့်ဟာလေလုယာလို့ခဏခဏပြောရတယ်ဘာလို့လဲဟာလေလုယာဆိုတာဟေဘရုဘာသာစကားစကားစုနှစ်ခုကို ပေါင်းစည်းထားတာဟာလေလုဆိုတာကလူမျိုးအပေါင်းတို့ချီးမွမ်းကြလောလို့အဓိပ္ပာယ်ရတယ် ယဆိုတဲ့စကားလုံးကဖယားသခင်ကိုယဉ်ညွန်းတာယဆိုတာယာဝေယာဝေဆိုတာယေဟောဝါကိုပြောတာယေဟောဝါဖယားသခင်ကိုလူမျိုးအပေါင်းတွေချီးမွမ်းကြပါလို့တိုက်တွန်းနေတာဒါကြောင့်ဟာလေလုယဟာလေလုနဲ့ယာနဲ့ပေါင်းလိုက်ရင်လူမျိုးအပေါင်းတို့ဖယားသခင်ကိုချီးမွမ်းကြလောအဲ့လိုပြောတာဟာလေလုဆိုတာချီးမွမ်းကြပါယဆိုတာယာဝေဖယားသခင်ကိုပြောတာအကြောင်းဟာလေလုယာလို့ပြောနေတိုင်းပြောနေတိုင်းဖယားသခင်ကိုချီးမွမ်းကြပါလို့ပြောနေတယ်ဆိုတာသင်နားလေဖို့လိုတယ်ညီကိုမောင်တို့ ဒီကနေ့ကျွန်တော်တို့အတ္တကိုဆင်ခြင်ရအောင်အခုနားထောင်နေတဲ့အားလုံးကိုကျွန်တော်မေးချင်တယ်ဖယားသခင်ကိုချီးမွမ်းနေကြလားချီးမွမ်းကြလားချီးမွမ်းကြပါတချို့ကဗဇက်တာအကျယ်ကြီးဟနေတာနှလုံးသားမဟုတ်တချို့ကနှလုံးသားတာဟနေတာဗဇက်ကအတန်မထွက်ဘူးဗဇက်လည်းဟပါနှလုံးသားလည်းဟပါနော် ကိုစိတ်ခန္ဓာဝိညာဉ်၃ပါးစလုံးဟိုဘုရားသခင်ရှေ့မှာဖွင့်ဟပြီးတော့မှအာရပါရတိချင်းဆိုပါချီးမွမ်းပါချီးမွမ်းပါလို့ပြောလိုက်တဲ့အခါမှာဒီနေရာမှာ အသွင်းနှလုံးသားတွေကနေဘုရားသခင်ရဲ့ဂျေဇုတော်ကိုတင်တက်ခြင်းနဲ့အပြင်ပန်းချီးမွမ်းခြင်းကိုပေါ်ပြထားတယ်နော်အပြင်ပန်းချီးမွမ်းခြင်းကဗဇက်နဲ့ချီးမွမ်းတာအတီးလုံးတီးမှချီးမွမ်းတာဆာလံတခြင်းတွေဖတ်ရုပ်မှချီးမွမ်းတာခင်ဗျကျွန်တော်တို့ခရိယာယုံကြည်သူတွေကဘယ်လိုဖြစ်နေလဲသိလား ကာလာအိုကေနော် KTV ဘာညာတွားလိုက်လို့ရှင်ပတ်စံအထက်လိုက်ပေးမှတချင်းတော့ဆိုတာအာပြေးဆိုတာအာအချစ်ကြောင့်ချစ်ကြောင့်ဆိုမှအာပြေးမှဆိုတာနော်ယင်ကွဲပြီနော်အာကျွန်တော်တို့ဗာလဲနှလုံးသားကြေကွဲပါပြီဘာညာအကျဲကြီးဩပါဆိုတာပတ်စံပေးမှဩဆိုတာလေအဲ့တော့အကျဲဩဆိုတာပတ်စံပေးမှအာရပါရဆိုတာဖះเจ้าမှလဲရောက်ရောချီးမွှမ်းရအောင်လို့ပြောလိုက်တဲ့ခါမှာပါဇက်ပေါက်က ပိတ်ထားတယ်ဟွန်း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 အဲ့လိုပဲလုပ်နေရအတန်တော်မထွက်ဘူးအခမဲ့ချီးမွှားရတာတော့ဖယားတခင်ရှိမှပတ်စာပေးမှချီးမွှားရတာရှိလားမရှိဘူးနော်အခမဲ့ချီးမွှားရတာဖယားတခင်ရှိမှအခမဲ့ချီးမွှားရတဲ့အခါမှာကျတော့ကျွန်တော်ကဗဇက်ကအတန်မထွက်ဘူးအာဟိုမှာကာလာအိုကေတို့ဘာလို့တချင်းဆိုမဆိုအတန်ပြဲနေ or ချီးမွှားအာရပါရချီးမွှားစင်ချင်းပါညီကိုမောင်တို့စင်ချင်းပါစင်ချင်းရမယ်ကျွန်တော်တို့ကျွန်တော်လည်းစင်ချင်းရမယ်တင်လည်းစင်ချင်းရမယ် ဖယားသခင်ရှေ့မှာနော်ကိုစိတ်နှလုံးသုံးပါဖယားသခင်ကိုပုံအပ်ပြီးတော့မှအာရပါရချီးမွမ်းတတ်ဖို့အင်တန်ရည်ကြီးတယ်ဘယ်လိုချီးမွမ်းရမလဲဘယ်နေရာမှာချီးမွမ်းရမလဲကျွန်တော်ဆာလန်တစ်ချက်ကိုဖတ်ပြမယ်ဆာလန်ကျမ်းကိုနှလုံးသွင်းစီခြင်းတယ်150ခုမြောက်တော့ဆာလန်ပိုက်ငယ်1ကနေ6ဒါဆာလန်ကျမ်းတစ်ကျမ်းလုံးရဲ့နောက်ဆုံးအခန်းကြီးတစ်ခန်းပဲ150ခုမြောက်တော့ဆာလန်ပိုက်ငယ်1ကနေ6တန်ရှင်းရဌာနတော်၌ဖယားသခင်ကိုချီးမွမ်းကြလော့ ဘုံတော်ထင်ရှားရကောင်းကင်မျက်နှာကျက်ပေါ်မှာချီးမွမ်းကြလောထူးဆန်းတော်တကူတော်များကြောင့်ဖရာသခင်ကိုချီးမွမ်းကြလောအလွန်တရာကြီးမြတ်တော်မူခြင်းရှိသည့်အတိုင်းဖရာသခင်ကိုချီးမွမ်းကြလောတဘိုးမုတ်လျက်ဖရာသခင်ကိုချီးမွမ်းကြလောတယောနှင့်စောင်းကိုတီးလျက်ချီးမွမ်းကြလော ပတ်တာတီးလျက်ကခုံလျက်ချီးမွမ်းကြလောကျိုးနှင့်ပြည့်စုံသောတူရိယာတီးလျက်နဲခရာကို မုတ်လျက်ချီးမွမ်းကြလောအတန်ကျေသောတန်လွင်ကိုတီးလျက်ချီးမွမ်းကြလော အကြီးဆုံးသောလင်းကွင်းကိုလဲတီးလဲချီးမွမ်းကြလောအသက်ရှိသောသူအပေါင်းတို့ဒီထာဝရဖျားကိုချီးမွမ်းကြစေဟာလေလုယာညီကိုမောင်မတော်ဒီစာလံကျမ်း150ကလေဘယ်နေရာမှာချီးမွမ်းရမလဲဘယ်လိုချီးမွမ်းရမလဲဘာကြောင့်ချီးမွမ်းရတာလဲဆိုမှအကုန်လုံးပေါ်ပြထားတာဒီမှာကြည့်ဘယ်မှာချီးမွမ်းရမလဲတဲ့တန်ရှင်ရဌာနတော်မှာချီးမွမ်းပါတဲ့နော်အသင်းတော်ကိုရောက်လာတဲ့အခါမှာဖခင်เจ้าကိုရောက်လာတဲ့အခါမှာ အာရပါရချီးမွမ်းပါတဲ့အသင်းတော်မှာပဲမဟုတ်တော့အိမ်မှာရှိနေတဲ့ခါမှာလဲဖျားမျက်မှောက်တော်ခံစားရတဲ့ခါမှာချီးမွမ်းပါတဲ့ချီးမွမ်းပါဘုံတော်ထင်ရှားရကောင်းကင်မျက်နှာကျက်ပေါ်မှာချီးမွမ်းပါတဲ့နော်ကောင်းကင်မျက်နှာကျအောက်မှာနေထိုင်တဲ့သူတွေဘယ်နေရာမှာဆိုဖျားတခင်ရဲ့နာမတော်ကိုအမိပြုမှချီးမွမ်းလို့ရတယ်ချီးမွမ်းလို့ရတယ်ချီးမွမ်းပါမြို့မှာပဲနေနေတောမှာပဲနေနေဘယ်မှာပဲနေနေဖျားတခင်ကိုချီးမွမ်းလို့ရတယ်ဟာလေလုယာသူစံတော်တကူတော်များကြောင့်ဖျားတခင်ကိုချီးမွမ်းကြလောတဲ့ ဒါကဘာဘာကြောင့်ဖယားတခင်ကချီးမွမ်းရတာလဲဆိုတာကိုအကြောင်းရင်းတင်ပြနေတာဖယားတခင်ကတကိုးကြီးလို့ကျွန်တော်တို့ဖန်ဆင်းထားလို့ဖယားတခင်ကြီးကျွန်တော်တို့ကယ်တင်တဲ့ဖယားမို့လို့ကျွန်တော်တို့ဖယားတခင်ကြီးခေါ်ရင်ထူးတဲ့ဖယားမို့လို့သူ့ကိုချီးမွမ်းရမယ်တဲ့နော်ချီးမွမ်းခြင်းကိုမတွန့်တုံနဲ့နော်ကျွန်တော်တို့ရဲ့ချီးမွမ်းခြင်းကိုကက်ဆေးမနေနဲ့ပတ်စံပေးမှတော့အကျယ်ကြီးချီးမွမ်းတယ်ဖယားเจ้าရောက်တော့ချီးတော့မချီးမွမ်းခြင်းကိုအဲ့လိုမျိုးအတန်းစားထဲမှာကျွန်တော်တို့ပါနေလား ပါနေနောင်တရပါအခုတရားဒီတနောင်နားထောင်ပြီးတာနဲ့ဖရာတခင်ကိုချီးမွမ်းတဲ့နေရာမှာလုံးဝမတွန့်တုံနဲ့ဖရာတခင်ကိုချီးမွမ်းတဲ့အခါမှာလုံးဝကက်ဆေးမနေနဲ့ကိုယ့်ရဲ့အတန်ကိုကက်ဆေးနေနေရလားသူတို့ကတော့ဖရာရှိမှချီးမွမ်းကြဖို့အင်မတန်ရည်ကြီးတယ်နားလဲပါစေတဘိုးမဟုတ်လက်ချီးမွမ်းပါတဲ့တယောတီးမစောင်းကိုတီးမချီးမွမ်းပါတဲ့ပတ္တာတီးပါကခုံပါကလည်းကခုံလို့ရတယ်နော်ပြီးရင်ဂျိုးနဲ့ပြည့်စုံတဲ့ဒူရီယာကိုနော်ဂီတာတွေပါတီးမချီးမွမ်းပါတဲ့နော် တဘိုးခရမုံမချီမွန်းပါတဲ့အတန်ကျဲတဲ့တန်လွင်ကိုတီးမချီမွန်းပါတဲ့လင်းကွင်းကိုတီးမချီမွန်းပါတဲ့တန်ဆုံတီးလုံးထွက်တဲ့ထွက်လို့ရတဲ့အရာအားလုံးကိုဘုရားသခင်ရှေ့မှာယူလိုက်မှချီမွန်းလို့ရတယ်။ဒါမှဒါလည်းဘုရားသခင်ကတင့်ကိုတာ၍ကောင်းချီးပေးမယ်။ဒါမှဒါလည်းတင်ဟာမျက်မှောက်တော်ကိုခံစားရမယ်။ဒါမှဒါလည်းတင်ဟာဘုရားနဲ့အတူတွားလာတော့သူဖြစ်မယ်လို့ခွန်အားပေးချင်တယ်။နိဂုံချုပ်ရအောင်။ဒီကနေ့ပြောသွားတဲ့ခေါင်းစဉ်လေးကဖယားသခင်ကိုအမြဲတမ်းချီးမွမ်းပါ နော်နှလုံးသားတကားဖွင့်ဟပြီးဗဇက်ဖွင့်ပြီးတော့မှချီးမွမ်းပါမတွန့်တူပါနဲ့တင်းရဲ့အတန်ကိုဖျားရှိမှကက်စေးမနှဲပါနဲ့မတွန့်တူပါနဲ့အဲ့လိုတွန့်တူနေတယ်မချီးမွမ်းနိုင်ဘူးဒါပေမဲ့ KTV တို့ကာရာအိုကေတို့တွားတော့အာပြိုင်နဲ့အော်မှတချင်းဆိုနေတယ်ဘု து အတွက်ဆိုနေတာလေလော်ကီအတွက်အချစ်အတွက်ပဲဆိုနေတာဖျားသခင်အတွက်ဆိုရင်ကျွန်တော်တို့ကမပေးဆက်ချင်ဘူး အဲ့ဒါကြောင့်လဲကျွန်တော်တို့ကောင်းကြီးတောင်းနေတိုင်းမရတာဗောအဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့ငြိမ်သက်ခြင်းမရတာဗောအဲ့ဒါကြောင့်လဲပြဿနာကြုံတိုင်းကျွန်တော်မပြေလဲတာဗောပြဿနာကြုံတိုင်းပြေလဲခြင်းနေဆိုရင်ကျွန်တော်အတ္တထဲမှာကောင်းစားခြင်းနေဆိုရင်ကျွန်တော်တတ္တထဲမှာငြိမ်သက်ခြင်းရခြင်းနေဆိုရင်ကျွန်တော်တို့ဖယားတခင်အမှုတော်မြတ်မှာစိတ်အားကြီးတော်သူဖြစ်ရမယ်အမြဲတမ်းကိုယ်စိတ်နှလုံးသုံးပါချီးမွမ်းတတ်တော်သူဖြစ်ပါစေခွန်အားပေးနေနေကုန်ချုပ်ပါတယ်သူကဆုတောင်းရအောင်ဂျေဇုတော်ချီးမွမ်းနေကိုတော့ဒီကနေ့မနက်မှာလဲ အမြဲတမ်းခန္ဓာစိတ်ဝိညာဉ်အကုန်လုံးဖွင့်ဟလေဘုရားသခင်ကိုချီးမွမ်းတတ်ဖို့ယံတန်ရှင်တော်ဝိညာဉ်တော်ကြီးခွန်အားပေးတယ်ယေရှုတင်နေချီးမွမ်းခြင်းကကျွန်တော်တို့အတ္တထဲမှာဘလောက်အရေးကြီးကြောင်းကျွန်တော်နားလည်ခွင့်ရတယ်အပြင်လောကမှာအော်ဆိုမှတချင်းဆိုမှဂီတာတီးတာထက်ဖျားရှိမှတကယ်ပဲစက်ကပ်ပြီးတော့မှချီးမွမ်းတတ်တဲ့သူဖြစ်ဖို့ယံအတွက် ကိုတော့ဆက်လက်မဆာကောင်းချီးပေးပါမိကြောင်းယေရှုတို့ချီးမွမ်းလေဆုတောင်းတဲ့ခါမှာကဲတင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါ ड़ी ဖာဖေယားအာမင်တယောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းချီးပေးပါစေတော့